ိုးရှိရှိတုန်းကဝက်ကလေးသုံးကောင်ဟာမိခင်ကြီးနဲ့အတူနေထိုင်ကြပါလေ။ဒီနေ့မှာတော့သူတို့ဟာကိုယ့်အိမ်ကိုစောက်ပြီးကိုဘဝကိုရည်တည်ဖို့အတွက်အိမ်ကနေထွက်ခွာခဲ့ကြပါဗါ။ဝတ်အကြီးဆုံးဖြစ်သူကတော့ဘာမှမစင်းစားပဲမြ мян ဆန်ဆန်အပီးတက်ချင်တဲ့စိတ်နဲ့လမ်းဘေးကကောက်ရိုးပုံကိုအုံပြုပြီးအိမ်လေးတလုံးကိုဆောက်လိုက်ပါရဲ့လွယ်လိုက်တာအချင်းကုန်ဟန်စရာမလိုပဲအနားယူလို့ရပြီလို့ သူကတွေးနိုင်ပါရဲ့ဝတ်အလက်ဖြစ်သူကလည်းအိမ်ဆောက်တာကို အချိန်အများကြီးမပေးချင်ပါဘူးဒါပေမဲ့ကောက်ရိုးထက်တော့ပိုခိုင်ခံချင်တာနဲ့တက်ကိုင်းကြောက်တီကိုစုပြီးအိမ်လေးတစ်လုံးကိုဖြစည်းလိုက်ပါတယ်ဒီလောက်ဆိုအဆင်ပြေလောက်ပြီးအပြင်မှာကစားလိုက်အောင်မလို့သူကပြောလိုက်ပါတယ်ဝက်အငရေဆုံးကလေးကတော့အကိုရေလိုအပြင်းမထူခဲ့ပါဘူး သူကအနာကက်အကွက်စဉ်းစားပြီးဘေးအန္တရာယ်ကနေစိတ်ချရစေမဲ့ခိုင်ခံတဲ့အိမ်တလုံးကို လိုချင်ခဲ့တယ်။ဒါကြောင့်အချိန်ပေးဆွဲအိမ်တွေအများကြီးအကုန်ခံပြီးအိုခဲတွေကို တလုံးချင်းစီစနစ်တကျစီပြီးတေတတ်ခိုင်မာတဲ့အိမ်တလုံးကိုစောက်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ဝက်ကလေးတွေကိုယ့်အိမ်နဲ့ကိုပျော်ရွှင်နေတော့မှပဲသွေးစာနေတဲ့ဝံပလေကြီးတကောင်ရောက်လာပါတော့တယ်။ ဝံပလွေကြီးဟာကောက်ရိုးအိမ်မှနေတဲ့ဝက်အကြီးဆုံးစီကိုအရင်ဆုံးသွားခဲ့ပါတယ်။ဝလေးငါကတကောက်ဖွင့်ပေးလို့ဝံပလွေကအမိန်ပေးတော့ဝက်ကလေးကပြန်ပြောလိုက်တယ်။ငါကမဖွင့်ပေးနိုင်ဘူးလို့ပြန်អော်လိုက်တယ်။အဲ့ဒီအခါဝံပလွေကြီးဟာတချက်မုန့်လက်ယုံနဲ့ကောက်ရိုးအိမ်လေးဟာလေတဲလင့်စင်ပြူကျသွားပြီးဝက်အကြီးဆုံးလဲကြောက်လန့်တကြားနဲ့ဝက်အလက်ရဲ့တကိုင်းအိမ်စီကိုထွက်ပြေးခဲ့ရပါတယ်။ဝံပလွေကြီးဟာတကိုင်းအိမ်ကိုရောက်လာပြီး အခုငါနှစ်ကောင်လုံးကိုစားတော့မယ်လို့ချင်းချောက်ပလန်ပါတယ်။ဝက်ကလေးနှစ်ကောင်လုံးတကားကိုပိတ်ထားပေမဲ့ဝင်ပလီကြီးဟာအားဆိုင်ပြီးမှုန့်လိုက်တဲ့အခါမှာတကိုက်အိမ်လဲပြူကျပစီးသွားခဲ့ပါတော့တယ်။ဝက်ကလေးနှစ်ကောင်ဟာဝက်ငယ်ဆုံးရဲ့တုတ်အိမ်စီကို အမြန်ပြေးဝင်ခိုးလုံခွဲကြတယ်။ဝင်ပလီကြီးလဲဒေါသတကြီးနဲ့အုတ်အိမ်ရှေ့ရောက်လာပြီးအရင်ကလိုပဲမှုတ်ချေဖြတ်ဖို့ကြိုးစားပေမဲ့အုတ်အိမ်ကတော့နည်းနည်းမှမလုံရှားကြပါဘူး ဝံဘလွေကြီးဟာစစ်ပြက်ဒေါသထွက်ပြီးနောက်အိမ်မီကိုခေါင်းတိုင်ကနေဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုတိတဲ့ဝတ်အငယ်ဆုံးကမိဖို့ထင်းကရင်းနှွေးအိုကြီးတလုံးကိုတီထားပြီးစောင့်နေခဲ့ပါတယ်။မိကိုခေါင်းတိုင်ထဲကနေအိမ်ထဲကိုခုံဆင်းလာတဲ့ဝံဘလွေကြီးဟာပပဆူနေတဲ့ရင်းနှွေးအိုထဲကိုအရှိန်နဲ့ဆင်းသက်မိသွားပါတော့တယ်။အာပူလိုက်တာဆိုပြီးအော်ဟိယင်အမြန်ဆုံးအိမ်ပေါ်ကနေထပြေးသွားပါတော့တယ်။ ဝန်ပလူကြီးဟာဘယ်တော့မှပြန်မလာရဲတော့ပါဘူး။ဝါကုံနှစ်ကောင်ဟာညီငယ်လေးရဲ့ဉာဏ်ပညာနဲ့ကြိုးစားအားထုတ်မှုစွာအသက်ရှင်ခဲ့ရတာကိုသိရှိပြီးနောက်ပိုင်းမှာသူတို့ဟာအလုပ်ကို ပေါ့ပေါ့ဆဆမလုပ်တော့ပဲညီငယ်လေးရဲ့အုပ်အိမ်ပေးမှပဲခိုင်ခန့်တဲ့အုပ်အိမ်ကိုဆောက်လုပ်ပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။ဘဝမှာအမြဲတမ်းပျော်ရွှင်တယ်တက်တောင့်တက်တာနေခြင်းနဲ့ဆိုရင်တော့ခိုင်မာတဲ့အုပ်မိတစ်ခုကိုတည်ဆောက်ဖို့အတွက် ကြောစားအထောက်မှုနဲ့အနစ်နာခံမှုဆိုတာမဖြစ်မနေလိုအပ်ပါရဲ့အပြင်းထူချင်းကရေတို့မှာနေပေမဲ့ရေရှည်မှာတော့ဘေးအန္တရာယ်ကိုဖိတ်ခေါ်တတ်ပါတယ်